်မင်္ဂလာပါရှင်ဒီနေ့ကတော့ကျက်သားတုံကိုလွယ်လွယ်လေးပဲမြန်မြန်လေးတုတ်ပြသွားမယ်ကျက်သားကတန့်စင်လာတာပါအဲကျက်သားလေးကိုရတာမုံထင်းတယ်စားထက်တယ်ပြီးတော့စနစ်မုံလေးထင်းမယ်ပြီးရင်တီချာနဲ့ဖက်ပြီးတော့နိုင်ဝဲတနိုင်တော့ထပ်ထားပေးပါမယ်ကျက်သားကကျွန်မကျက်ပောင်ကိုလေးအောင်ပြုရခြင်းဖြစ်ပါတယ်ရှင်သူ့ကိုတုံရန်အတွက်ကျွန်မတစ်ဖက်မှာပြင်ဆင်ထားတာကဂျင်းပြီးတော့နန္ဒမေမီကျက်သွမြူ နေရတိမဲ့ခန်းကျင်သည်တက်တုန်ဤဓာတ်ဖြစ်ပါတယ်ရှင်။အော်ဒိုကို ရေပွက်ဆောင်တည်ထားပြီးတော့နှက်ထားတဲ့ကြက်ပောင်တွေကိုထည့်လိုက်တယ်။ကြက်သားလေးကိုပြုတ်ရံအတွက်ညှိတဲ့အနံ့ကို မလိုချင်ဘူးရှင်။ဒါကြောင့်လို့ကျွန်မကသူ့ထဲကိုဆွမ်းနာကပြထားတဲ့ဂျင်းရဲ့နနမင်းအမြင့်ရဲ့ဒါကိုသူ့တွေကိုထည့်မယ်နော်။ပြီးတော့ချက်သူမျိုးအနေငယ်မှာကျွန်မသူ့တွေကိုထည့်မယ်နော်။ ခြံသားပြုတ်နေတဲ့အချိန်မှာကျက်တော်နီကိုကျမကနှလုံးသုံးပြတယ်တလုံးကကျက်တော်နီကိုကျွတ်စီတက်မယ်ကျက်နဲ့တလုံးကတော့တုတ်တက်တဲ့ကိုထင်မယ်နောက်ပြီးတော့ကျမကခရဲညင်သီးလေးတွေကိုလည်းခပ်ပမလေးလှိဖြတ်ထားတယ်ခြံသားတုတ်တက်တဲ့ကိုခရဲညင်သီးထင်မယ်ရှင်နောက်တစ်ခုကကြတော့ငြိုသီးမဲ့ပါငြိုသီးမဲ့ကိုလည်းကိုကြိုက်နှစ်တက်တဲ့ site ကိုလိဖြတ်နိုင်မှာကိုကជីကြီးကြိုက်ជីကြီးသေးသေးကြိုက်သေးသေးပေါ့နော်ကိုအစင်မြေရဲ့ site ကိုလိဖြတ်ထားနိုင်ပါတယ်ရှင် ဒါဆိုရင်နောက်တစ်ခုနောက်တစ်ခုကကြတော့ကျမကဒီနေ့ရှောက်ရအောင်ပြပါမယ်။ကျမအိမ်မှာရှောက်ပင်လေးကိုကျမအစ်စ်ဝယ်တဲ့အတွက်ရှောက်ပင်ကိုအရွက်ကိုအရင်တော့မနှုတ်ဘူးရှင်။နည်းနည်းတော့ရှင်းတယ်ဒါပေမဲ့မှွှင်းနေရပါတော့။သူ့ကိုလည်းကျမအရင်လည်းမပါဘူး။အရင်လည်းမထူတဲ့နေထိုင်လေးကိုကျမလိမ့်လိုက်ပါတယ်ရှင်။ ရှင်သန်းတော့တဲ့အခါမှာရတာလက်ရှိ စားလို့ကောင်းရန်အတွက်ကျမဒီနေ့ချစ်သွန်နေကိုလုံးဝစင်မြမြနဲ့စီတက်မှာဖြစ်ပါတယ်။ Oregon စီထည့်တယ်စနင်းထည့်တယ်ပြီးတော့ရင်တော့ပပနီလာတော့ချစ်သွန်နေဒီနေ့ကနေပြီးတော့ကျမတလုံးကြော်ကြော်လောက်ကိုကျမလက်နဲ့ခြေပြီးတော့ Oregon ထည့်ပြီးတော့စီတက်ပါတယ်ရှင်။ပောင်းလေးတွေနူးလာပြီဆိုရင်တော့တစ်ဖက်ကိုဖယ်မယ်ပြီးွားရင်တော့အေးခံပြီးတော့လက်ကလေးနဲ့နည်းနည်းချင်းမှွှားပေးမယ်နော် ဓမြောင်းကြီးစီမှာလဲရတဲ့ဒါမှမဟုတ်ရင်ဒါနဲ့နှီးခြင်းနဲ့ဆိုရင်လည်းစိတ်ကြိုက်ရပါတယ်ရှင်ကျသားတွေကိုနှွေးပြီးတော့တယ်ဆိုရင်တော့ပထမတိဖြတ်ထားတဲ့ချက်သွန်းကြီးတို့ငရုတ်သီးမဲ့တို့နောက်ပြီးတော့ရှောင်းရွက်ဓာတွေကို ကျမတို့တွေကိုထည့်လိုက်တယ်ရှင်ခဲညင်သီးပါပါတာပေါ့နော် ပြီးတော့အရသာမုံထည့်မယ်နောက်ပြီးတော့စာအနှင်းငယ်ထည့်မယ်ငရုတ်သီးမုံထည့်မယ် ငံမြာရင်ထည့်မယ်ကိုစားကျင်တဲ့ရတာမှန်တယ်မြအကုန်လုံးထည့်နိုင်တယ်နော်ငံမြာရင်မကြိုက်မထည့်ခြင်းရတယ်တံမြာသည်အနေငယ်ညှစ်ဖို့ပြင်ဆင်နေကြော်ရတဲ့ချက်တော်စီချက်ကိုထည့်ပါတယ်ချက်တော်စီချက်ကိုများများထည့်ပါတယ်ရှင်စားကျင်စွဲတူပါနော်စားကတ်နည်းဆိုရင်တော့တံမြာသည်နိုင်နိုင်ညှစ်ပြီးတော့အာရပါရနေဖက်ပြီးတော့တုံးဆောင်လို့ရပါမယ်ရှင်ထမင်းနဲ့မိန်စီတဲ့ချက်ပေါင်နှစ်ချောင်းလောက်နဲ့အဆင်ပြေတဲ့ ရစမီလေးဖြစ်ပါတယ် thank you ပါ